့ဆိုင်ရဲ့ vibe ကိုတော်တော်လေးသဘောချအကြီးစားမယ် အားလုံးပဲမင်္ဂလာပါအမဒီတစ်ခေါက်တော့ဒီဘာဘီကျူးကြိုက်တဲ့လူတွေအတွက်ပေါ့နော် လုံးဝအရသာရှိပြီးတော့ချေးလိုလည်းရမ်းကောင်းတယ် vibe ကလေးရတယ်ရမ်းမိုက်ပြီးတော့ဇင်းနှုံးလေးရလည်းပေါ့နော်တိတ်ပြီးတော့မကြီးတယ်ဒီဘာဘီကျူးဆိုင်လေးကိုအမ sharing လုပ်ပေးချင်လို့ပါဒီဆိုင်လေးကတော့အမတို့ပြီးနန်းသွားရင်းနဲ့တွေ့ခဲ့တာပေါ့နော်ဒီဆိုင်လေးကတော့သူ့ရဲ့ George တောင်းမှာပဲရှိပါတယ် Google မှာဒီ Run Shiran ပြီးနန်းဆိုပြီးရရှာရလို့ရှိရင်ဒီဆိုင်လေးကိုလွယ်တကူပဲရှာတွေ့နိုင်တယ်ပေါ့နော်အဲ့တော့ကိုကသွားချင်းလို့ရှိရင် Google Map လေးနဲ့သွားလို့ရပါတယ်ဒီပြီးနန်းမှာလည်း Google Map ကအလုပ်လုပ်တယ်ပေါ့နော် ော်သူကတော့ order လေးတွေမှာလို့ရှိရင်အခုလိုမျိုးပေါ့နော် QR code ကလေးကို scan လုပ်ပြီးတော့မှာလို့ရပါတယ်။အမားတို့ကတော့ Google review ကနေကြည့်ပြီးတော့ပေါ့နော်သူရဲ့ popular menu လေးတွေကိုမှာလို့မှာလိုက်တယ်ပေါ့။ပြီးတော့တခြားစားချင်တဲ့ balancer ဟာလေးလည်းမှာလိုက်တယ်။အားလေးတွေကလည်းအကုန်ပေါ့နော်ပြောစရာမရှိအောင်အရန်စားကောင်းပါတယ်။သူရဲ့ barbecue ရတာကတော့အမစားဘူးသမျှထဲမှာအနူးညံ့ဆုံးနဲ့အရသာအရှိဆုံးလို့ပြောလောက်အောင်ထီပေါ်တော့ကောင်းပါတယ် အမကလည်းဒီဘာဘီကျူးအရင်ကြတဲ့လူထဲမှာပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ဘယ်နိုင်ငံရရောက်ဘယ်နေရာရရောက်ဘာဘီကျူးလေးရတော့အမြဲတမ်းစားကြည့်ရတဲ့လူထဲမှာပါပါတယ်ပြီးတော့တုံတန်ယုံပေါ့နော်အရသာမတွေ့ပတ်တဲ့လူထဲမှာလည်းပါတယ်ကြီးများလူထဲမှာလည်းပါတယ်ပေါ့နော်ဒါထောက်မှဒီဇိုင်းလေးကလုံးဝဆက်တန်းကြရတဲ့မှာပါပါတယ် သူ့ရဲ့ vibe ကလေးကတော့အခုဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်လုံးဝ campaign ထွက်နေတဲ့ vibe ကလေးပေါ့နော် lighting တွေအစတချင်းတွေအစပြီးလို့ရှိရင်အခုလိုမျိုးပေါ့နော်ခွက်ပကံတွေအစအခုလိုမျိုးသူ့ရဲ့ themes လေးနဲ့ပေါ့နော်အဲ့တော့တပုံရည်လို့လည်းရမ်းလာမြင်းဒီပဲဆိုလည်းချေးလို့လည်းရမ်းကောင်းတဲ့နေရာလေးပါစင်းအောင်အနေနဲ့ကတော့နည်းနည်းလေးဈေးရှိရလို့ပြောလို့ရပါတယ်ဒါပေမဲ့အမားကတော့သူ့ရဲ့ decoration သူပေးတဲ့ service ပေါ်တော့ vibe တွေပြီးလို့ရှိရင်အစားအသောက် quality တွေနဲ့တင်မယ်တန်တယ်လို့ထင်ပါတယ် သူ့ရဲ့ barbecue စင်းနှုန်းလေးတွေကတော့၈ချက်၁၂ချက်၁၅ချက်၂၀အထိပေါ့နော်အစားအစာရှိပါတယ်။အမတို့ barbecue တပွဲမှာလို့ရှိရင်တော့သူက၃ချောင်းပါတယ်ပေါ့နော်။သူတို့ဆိုင်မှာ barbecue အပြင်အခုလိုမျိုး menu လေးလည်းရနိုင်ပါသေးတယ်။အမတို့ကတော့မ try ခဲ့တော့ပါဘူး။တကယ်လို့စိတ်ဝင်စားရင် try ကြည့်လို့ရပါတယ်။အမတို့တခြားဝိုင်းရလူတွေတော်တော်များဒါလေးတွေကိုမှားတာလည်းတွေ့ခဲ့တယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်ဒီဇိုင်းလေးရဲ့ကောင်းကောင်းနေပဲပြောပြပါရည်ဆိုတော့သူ့မှာလဲဇိုးကားလေးတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့အော်ဒါမှာလို့ရှိရင်တစ်ခုနဲ့တစ်ခုရမ်းကြတာပါ ကမားတို့ဘလောက်ကြာလဲဆိုလို့ရှင်သူ gap ကနိုင်ဝက်မိနစ်20လောက်အနည်းဆုံးရှိပါတယ်အဲ့တော့အရှိရ order လေးကိုသူကလာချပြီးွားရေကိုရစားပြီးွားရေအစာကြေးလောက်ပြီးဆိုမှနောက်ထပ် barbecue ကလေးတွေကထက်ရောက်လာတယ်ပေါ့နော်အဲ့တော့အမားတို့စားတာစတဲ့ငငယ်နဲ့ဘိုင်းဝါရေလိုလည်းမခံစားခဲ့ရပါဘူးအားလေးတခုတော့ရှိပါတယ်မောက် design ကို Google review မှာကြည့်တော့လေလူတော်များကအရသာတော့ကြိုက်တယ်ဒါပေမဲ့စောင်းဝါတာကြားရတယ်ဆိုပြီးရေးထားတာကိုလည်းတွေးပါတယ်အမားတို့အဲ့ဒါကိုတွေးခဲ့ပြီးမဲ့အရသာလေးစမ်းကြည့်ခြင်းလို့ဝင်စားခဲ့တာပေါ့နော် အမားတို့ကတော့အဲ့ဒီဆိုင်မှာဘာဘီကျူးလေးပေါ့နော်6ပွဲ9ပွဲလောက်စားခဲ့ပါတယ်။ Ringgit တရားချခဲ့ပါတယ်။ Service charges 10%အပါအဝင်ပေါ့နော်။ဒီ Ringgit တရားဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာနဲ့တော့30ဝန်းကျင်လောက်ကြပါမယ်။မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့ဒီ9000ဝန်းကျင်လောက်ကြမယ်ပေါ့နော်။ကဲလို့ကိုကဒီဆိုင်လေးကိုစိတ်ဝင်စားလို့ဝင်စားမယ်ဆိုလို့ရှိရင်တော့အမ recommend ပေးချင်တာကကိုကဆိုင်လေးကိုထိုင်ကြတဲ့ကကိုချိုက်တဲ့ဟာလေးတွေကိုတစ်ပြိုင်တည်းပဲအကုန်လုံးမှားထားလိုက်ပါဒါဆိုလို့ရှိရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ် ကဲဒါဆိုလို့ရှိရင်တော့ဘာဘီကျူးလက်ပါတွေပြီးနှံရောက်လို့ရှိရင်ဒီဆိုင်လေးကိုဖိမနေသွားစားကြည့်ကြည့်ပါเนาะအမကလည်းဒီပြီးနှံရောက်လို့ရှိရင်ဒီဆိုင်လေးကိုပေါ့เนาะထပ်ပြီးသွားစားမယ်လူထဲမှာထိတ်ဆုံးဝပါပါတယ်ကဲအားဆိုလို့ရှိရင်တော့အားလုံးပဲဆုံးဖြတ်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်အားလုံးပဲ bye bye